မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရုံးရဲတိုက်ရိုက်အမိန့်ပေးမှုနဲ့အမျိုးသားများပြည်ပကိုအလုံးနဲ့ထွက်ခွာခွင့်ယာယီရဆိုင်လိုက်ခြင်းဖြစ်တယ်လို့အမျိုးသားရေးဝန်ကြီးဌာနကပြောဆိုလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားတွေပြည်ပကိုအလုံးလုံးခွင့်ပိတ်လိုက်တာကစစ်ကောင်စီရုံးဘက်ကတိုက်ရိုက်ညွှန်ကြားတာလို့လုံသမားရေးဝန်ကြီးဌာနဘက်ကပြောပါတယ်ပြန်ဖွင့်ပေးမယ့်အချိန်ကတော့ဘယ်တော့မှန်းတော့မသိဘူး ဒါပေမဲ့ပြန်တော့ဖွင့်မိမယ်ပြန်ဖွင့်မယ်ဆိုရင်လည်းအမျိုးသားတွေပြည်ပကိုအလုံးနဲ့ထွက်ခွာဖို့ကထောက်ခံစားရလုံမယ်နောက်တစ်ခါခံဝန်ဂရိတွေပါလုံမယ်လို့အလွတ်တဘောမျိုးနဲ့ပြောပါတယ်အေဂျင်စီတွေဘက်ကပို့ပြီးတော့တာဝန်ယူရမယ်လို့လည်းပြောတယ်အမြဲတမ်းကြည့်တော့မပိတ်ပါဘူးပြန်ဖွင့်မယ်ဆိုရင်လည်းအရင်လောက်တော့မလွယ်နိုင်ဘူးလို့ပြောတယ်အဲ့ဒါထပ်မေးကြည့်တော့စစ်မှုထမ်းဖို့နဲ့နိုင်ငံတော်ကိုအခွန်ငွေပြန်ပို့ရမယ်ကိစ္စတွေအတွက်ပါထောက်ခံစားရခံဝန်တွေပါမယ်လို့သိရတယ်လို့ရန်ကုန်အခြေဆိုင်ပြည်ပအလုပ်ကန်အေဂျင်စီတစ်ခုကပြောပါတယ် စစ်ကောင်စီရဲ့အလုသမားရေးဝန်ကြီးဌာနကအမျိုးသားများအတွက်ပြည်ပအလုခေါ်စာများကိုမေလ၁ရက်နေ့ကနေစတင်ပြီးတော့ဆိုင်းငံ့ထားမှုကိုတရားဝင်အမိန့်ထုတ်ပြန်ခြင်းမရှိဘဲနှုတ်အားဖြင့်သာပြည်ပအလုကန်အေဂျင်စီများကိုအသိပေးထားတယ်လို့သိရပါဗျ။ AP လ30ရက်နေ့အထိတင်ပြထားတဲ့အလုခေါ်စာများကိုသာစစ်ကောင်စီကခွင့်ပြုချက်ချထားပေးတယ်လို့သိရပါဗျ။အခုတည်းကတော့ပြည်ပအလုကန်အေဂျင်စီတွေကိုအလုသမားရေးဝန်ကြီးဌာနကနေပြီးတော့တရားဝင်စာနဲ့အကြောင်းကြားတာညွှန်ကြားတာတွေတော့မလုပ်သေးဘူး။ကျွန်တော်တို့လည်းသတင်းတွေထဲမှာပါလို့တွေ့ရတာ။ ဖုန်းဆက်ပြီးမေးရင်တော့အမျိုးသားတွေအတွက်ဒမန်လို့ခေါ်တဲ့အလုတ်ခေါ်စားတွေရပ်ထားပါတယ်ဆိုပြီးတော့အလုတ်သမားရေးဝန်ကြီးဌာနကပြန်ပြောပါတယ်လို့ကျောက်တရားမြို့နယ်မှာရှိတဲ့မလေးရှားပြည်ပအလုတ်ကန်အေဂျင်စီရဲ့တာဝန်ရှိသူတူကပြောပြခဲ့ပါတယ်စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကအသက်သွင်းလိုက်ကြောင်းချေညာပြီးတဲ့နောက်မှာလူငယ်အများပြားဟာပြည်ပကိုအလုတ်ကန်နဲ့ထွက်ခွာခဲ့ကြတဲ့အတွက်3လနီးပါးအကြာမေလ1ရက်နေ့မှာတော့ အမျိုးသားများပြည်ပကိုအလုံးနဲ့ထွက်ခွာခွင့်ကိုယာယီရဆိုင်လိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်မှာရှိတဲ့တပတ်ချောင်းတရားကိုလာရောက်ဖျက်ဆီးခဲ့တဲ့စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တပ်များကိုတော်လိုင်းတပ်ပေါင်းစုများကစုပေါင်းတိုက်ခိုက်ရာစစ်ကောင်စီဘက်ကစစ်တပ်ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလတရက်နေ့ညနေ9:00ခွဲအချိန်ကစီဆိုင်မြို့နယ်နောင်စကားကနေပြီးတော့ရွှေတကူဘုရားကျားမှာရှိတဲ့ တပတ်ချောင်းတရားကိုစစ်ကောင်စီနဲ့ PNO တပ်ဖွဲ့များကလာရောက်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ပေါင်းစုတွေကတိုက်ခိုက်ရာစစ်ကောင်စီဘက်ကစစ်နောက်ဦးတည်ဆုံးခဲ့တယ်လို့ Black Fox Southern Chan Local Defense Force ကပြန်ကြားရေးတာဝန်ခံကပြောဆိုခဲ့ပါဗျ။စစ်ကောင်စီတပ်များကိုတိုက်ခိုက်ရာမှာတော်လိုင်းတပ်ပေါင်းစုများဘက်ကရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ရလလဖရှေ့ရိုးမှ AYM PDF တပ်ခွဲတဲ့1006 PDF Black Fox Local Defense Force ကလလတာတပ်ဖွဲ့တို့ပါဝင်တယ်လို့သိရပါတယ်အလားတူပဲမကွေးတိုင်းမြန်မြို့နယ်ဝက်ပုတ်ပြူစောတီရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံသီးအလုံး60ကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ30ရက်နေ့မွန်လွယ်3နာရီကစတင်ပြီးတော့ဝက်ပုတ်ပြူစောတီရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone 3စီးနဲ့ဘုံသီး35လုံးနဲ့မီးလောင်ပုံ25လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲ ်အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်ပြူစောတိရွာထဲမှာရှိတဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများမီးလောင်ကျွမ်းမှုရှိခဲ့တယ်လို့ဗာမတိလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ကတောင်းမရှိသူတူကပြောပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖ drone တပ်ဖွဲ့ကဦးစီးပြီးတော့မြိုင်ပကဖတရင်တက်ခွဲတက်ဗာမတိပျောက်ကြားတပ်ဖွဲ့ဓာတ်အောင်ပကဖမြိုင်ပကဖတရင်သုံးတက်ခွဲလေးဂျိုကာပျောက်ကြားတပ်ဖွဲ့ကိုကဘာကျော်ပကဖ MRG ပျောက်ကြားတပ်ဖွဲ့ RAF drone တိန်တပ်ဖွဲ့ Ghost of Enemies GOE Revolution Force ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်းမှာစစ်ရှုံးနေတဲ့စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းဆင့်ခေါ်ရမှာဆေးမအောင်တဲ့လူငယ်တွေကိုလည်းစစ်သားတွေစုဆောင်းထားဖို့အတွက်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူစစ်မှုထမ်းဥပဒေအရစစ်စစ်ဘုတ်အဖွဲ့ကပြည်သူစစ်မှုထမ်းဖို့အမြဲမသင့်လျော်သူဖြစ်ကြောင်းတတ်မှတ်ထားတဲ့သူတွေကို စစ်သည်ကိုဝင်ဖို့ကင်းလွတ်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပေမဲ့လက်ရှိမှာတော့ယောဂါအခန့်ရှိတဲ့သူတွေအပါအဝင် HIV ယောဂါပိုးရှိတဲ့သူတွေကအစစစ်သားစုဆောင်းဖို့အတွက်ညှော်ကြားထားတယ်လို့သိရပါတယ်။တက်တွင်းသတင်းရင်းမြစ်တအူးရဲ့ပြောပြချက်အရာစစ်မှုထမ်းစင်ခေါ်ရမှာယောဂါအခန့်ရှိတဲ့သူတွေအပါအဝင်ခြေကျိုးလက်ကျိုးတွေကအစဈေးအောင်ခွင့်ပေးကိန်းထားတယ်လို့စစ်အဆင့်လိုက်သတ်မှတ်ပြီးတော့အတင်းကျပ်စစ်မှုထမ်းဖို့အတွက်ညှော်ကြားထားတယ်လို့ပြောပါတယ်။စစ်တပ်တွေကိုဘလို့ညှော်ကြားထားလဲဆိုရင်နှစ်လအတွင်းစစ်စစ်နိုင်အောင်လုပ်ခိုင်းတာတယ် ဆေးစစ်တဲ့နေရာမှာ HIV ပိုး B ပိုးနဲ့ခြေကျိုးလက်ကျိုးတွေတောင်မှပဲဆေးအဆင့်ကျလို့မရဘူးသူတို့က ABC ဆိုပြီးပဲပေးပိုင်ခွင့်ရှိတယ် A ဆိုရင်တန်တာမာမာပေါ့စစ်တိုက်လို့ရတယ်ပေါ့ B လို့သတ်မှတ်ထားတဲ့နှလုံးရောဂါရှိတဲ့သူတို့ဘာလို့ဆိုရင်လမ်းမှာရှိတဲ့ဗန်တွေမှာလုံခြုံရေးလုံးရမယ်မြို့ဝင်မြို့ထွက်တွေမှာကင်းဆောင်ရမှာပေါ့ C ကတော့ HIV ဖြစ်တဲ့သူတို့ B ပိုးရှိတဲ့သူတို့ပြီးလို့ရှိရင်ခြေထောက်ကျိုးနေတဲ့သူတို့လက်ပြတ်နေတဲ့သူတို့ဆိုရင်ရုံးဌာနတွေပေါ့ တိုင်းစစ်ဌာနချုပ်တို့တရင်ယုံတို့မှာသွားပြီးတော့တာဝန်ထမ်းဆောင်ရမယ်လို့ပြောထားတယ်။အဲ့လိုညွှန်ကြားထားတယ်လို့ပြောဆိုထားပါဗျ။ပြည်သူစစ်မှုထမ်းဥပဒေအရသာသနာဝန်ထမ်းတွေအိမ်အောင်တဲ့အမျိုးသမီးတွေကိုလက်အင်ကားတစ်ခုခုအမြဲတမ်းမတန်ဆွမ်းနေတဲ့သူတွေကိုပြည်သူစစ်မှုထမ်းဥပဒေစင့်ခေါ်ရေးဗဟိုအဖွဲ့ကအမိန့်ထုတ်ပြန်ပြီးတော့ကင်းလွတ်ခွင့်ပြုထားတဲ့သူတွေကိုစစ်ထဲဝင်ဖို့ကင်းလွတ်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပါဗျ။တပ်တွင်းတရင်အင်းမေကတော့စေကောင်စီကစေးစစ်တဲ့ဆရာဝန်တွေကိုစေးစစ်တဲ့နေရာမှာစေးအဆင့်ချခွင့်မပေးပဲစေးအဆင့်ချပါက အရေးယူမယ်ဆိုပြီးတော့ညွှန်ကြားထားသလိုအခုလိုမျိုးစစ်မှုထမ်းခံရမယ်လူတွေအားလုံးကိုစေးအောင်ခွင့်ပြုတာဟာသူတို့ကောင်းစားဖို့အတွက်ဖြစ်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။ဆရာဝန်တယောက်ကစေးအဆင့်ချတယ်ဆိုတာလုံးဝစစ်တပ်နဲ့မသိညော်ဘူးလို့မှတ်ချက်ပေးလိုက်တာနဲ့အဲ့ဒီဆရာဝန်ကိုအချုပ်ထဲဝင်ရမယ်။အဓိကကတော့အမိန့်ကိုပြီးစလွယ်ပေးတာပေါ့။တိတ်တိတ်ချာချာတိတိကျကျဘလို့လုံမလဲဆိုတဲ့ plan မရှိဘူး။သူတို့စစ်ကောင်စီပဲကောင်းစားသွားတာလက်တဆုပ်စာလူတန်းသားပဲတသက်လုံးကောင်းစားချမ်းသာ အင်ကြီးအင်ကောင်းတွေနဲ့ချမ်းလာပြီးတော့လက်တဆုပ်စားလူတန်းစားပဲနေရာတွေရပြီးတော့သူတို့ပဲအခွင့်အလမ်းတွေရနေတာဆိုတော့မမျှတဘူးပေါ့ကွာလို့ပြောဆိုခဲ့ပါတယ်။တဖက်မှာတော့စစ်ကောင်စီဟာစစ်မှုထမ်းခိုင်းမှုအတွက်ပြည်သူတွေကိုရက်ွက်တဲ့ခြေရွာတွေမှာအတင်းအကျပ်ဆင့်ခေါ်တာမဲနိုင်ခိုင်းတာအပြင်အသက်အရွယ်ပြည့်မီသူတွေကိုရက်ကြေးတွေကနေတဆင့်စည်ရင်းတွေတောင်းပြီးတော့လိုက်လံဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်သက်ဆိုင်ရာမျိုးနယ်တွေမှာတင်နန်းသားစည်ရင်ကြိုတင်ကောက်ယူနိုင်မှုအတွက် ပတ်ဆိုင်ရာခရိုင်တွေအနေနဲ့စနစ်တကျတက်မှတ်ဖို့ဆိုပြီးတော့ပြုတ်ဝနှွန်ကြားတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ဗမရေးရနဲ့ပရိပခလေးလာရေးအဖွဲ့ BACS ရဲ့အစီရင်ခံစာအရစစ်မှုထမ်းအပတ်စဉ်1မှာနိုင်ငံတော်ကလူငယ်4300ကျော်ကိုစစ်သားစုဆောင်ခံရရပြီးတော့တင်တန်းကျောင်း15ကျောင်းကိုပို့ဆောင်ထားတယ်လို့ပြီးခဲ့တဲ့ April 13ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ အေးတန်နာအထုခုစေးုံမှာစီဒီအမ်ဝန်ထမ်းတွေကိုခန့်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီက၃လပိတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့လက်အောက်ခံကျမ်းမာရေးဌာနတွေအပါအဝင်ဌာနပေါင်းစုံပူးပေါင်းအဖွဲ့ကအေးတန်နာအထုခုစေးုံမှာ CDM ဆရာဝန်တွေနဲ့ဒုနာပြုတွေခန့်အပ်ထားမှုရှိမရှိကိုရှောင်းတခင်စစ်ဆေးပြီးတဲ့နောက်ယာယီပိတ်သိမ်းလိုက်တာဖြစ်တယ်လို့သိရပါဗျ။ပုပ်ပလိကစေးုံဖြစ်တဲ့အေးတန်နာအထုခုစေးုံကိုစစ်ကောင်စီက CDM ဝန်ထမ်းခန့်အပ်မှုအကြောင်းပြချက်နဲ့မေလတရက်နေ့ကနေစပြီးတော့၃လပိတ်သိမ်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။ဆရာဝန်တဦးရဲ့ပြောပြချက်အရဆိုရင်စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာအဲ့ဒီစေးရုံကိုစစ်ဆေးပြီးတဲ့နောက်လူနာတွေကိုချက်ချင်းအရေးပေါ်ဆင်းငိုင်းပြီးတော့စေးရုံကိုပိတ်ချလိုက်တာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။အေးတန်နာအထုကုစေးရုံပိတ်သိမ်းမှုဟာ CDM ဝန်ထမ်းတွေကိုဖိနှိပ်တာတခြားစေးရုံတွေမှာလည်း CDM ခန့်အပ်တာတွေကိုမလုပ်ဖို့အတွက်ချိန်ချောက်တဲ့သဘောဖြစ်တယ်လို့ဆရာဝန်အတိုင်းဝိုင်းကဝေဖန်ခဲ့ပါတယ်။ အကြမ်းမဖက်အာဏာပြည်ဆိုင်ရေး CDM ကျမ်းမာရေးဝန်ထမ်းတွေကိုဖိနှိပ်နေတဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့ကာလတွေတုန်းကလည်းပုပ်ပလိကစေယုံတွေမှာ CDM ဝန်ထမ်းတွေကိုခန့်အပ်တာတွေမလုပ်ဖို့အတွက်စာပို့ရံနဲ့ခံဝင်ထိုးခိုင်းတာတွေရှိခဲ့တယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကကြီးစောင့်ရှောက်ရေးအသင်း AAPP ရဲ့အစီရင်ခံစာအရအာဏာသိမ်းပြီး၃နှစ်ကျော်ကာလအတွင်းမှာစေယုံနဲ့စေကန်၁၁ခုကိုစစ်ကောင်စီကမတရားသိမ်းဆည်းထားတယ်လို့မေလာတရနေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ